OK Channel ကနေကြိုဆိုပါရစေ။ဒီ Channel လေးကနေပရိသတ်တွေအတွက်ဗဟုသုတရပွဲရအကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်။ဒီတစ်ခေါက်မှာတော့စကိုင်းပြည့်၍ကျောင်းနဲ့မြန်မာနိုင်ငံရဲ့ငမြင့်အန်ဒီရဲ့ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးချင်ပါတယ်။စကိုင်းပြည့်၍ကျောင်းဟာမြန်မာနိုင်ငံမှာတည်ရှိတဲ့အဓိကပြည့်၍ကျောင်းတစ်ခုဖြစ်ပါတယ်။ဒီပြည့်၍ကျောင်းဟာမန္တလေးရမဲသိန်းနေပြည်တော်တောင်ငူနဲ့ပဲခူးရန်ကုန်တို့ကိုဖြတ်သန်းတည်ရှိပြီးတော့ အရှိအားဖြင့်1200ကီလိုမီတာကျော်မိုင်900ကျော်ရှည်လျားတာကြောင့်ကမ္ဘာပေါ်ကကုန်းတွင်းပိုင်းဗေဒရွေရှားပြည့်ရွေကြီးတွေထဲမှာအရှိဆုံးတဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။ရွေရှားနှုန်းကတစ်နှစ်ကို ပြင်းများ၁၈ကနေ၂၅မီလီမီတာ တလက်မနီးပါးနှုန်းရွေရှားနေတာဟာဘူမိဗေဒအချိန်စကေးအရတော်တော်များတဲ့နှုန်းပါ။ဒါကြောင့်ဖိအားတွေမြ мян စုပုံပြီးငလျင်ကြီးတွေလှုပ်နိုင်ချေပိုများစေပါတယ်။ 20ရာစုအစောပိုင်းမှာသခိုင်းပြည့်၍ကျော်ရဲ့အလျားတဝက်ကျော်ဟာငနေတွင်ဖြစ်ပေါ်စေတဲ့အကြောင်းရင်းများစွာပါဝင်ခဲ့ပါတယ်။တမိုင်းမှာလည်းဒီပြည့်၍နဲ့ဆက်ဆက်ပြီးငနေကြီးတွေလှုပ်ခဲ့ပူပါတယ်။1839အင်းဝငနေအလွန်ပြင်းထန်ပြီးအင်းဝမြို့တော်ဟောင်းနဲ့ပတ်ဝန်းကျင်ကို အကြီးအကျယ်ပျက်စီးစေခဲ့ပါတယ်။1930ပဲခူးငလျင်မဂနီကျူ9.3လောက်ရှိပြီး ပဲခူးနဲ့ရန်ကုန်မှာပါထိခိုက်ပျက်စီးမှုများပြီးလူတွေအများကြီးသေဆုံးခဲ့ပါတယ်။ဒါကပြည့်ရွေ့ရဲ့တောင်ဘက်ပိုင်းနဲ့ဆက်ဆက်ပါတယ်။1956စကိုင်းငနင်းမဂနီကျူ9.1လောက်နဲ့စကိုင်းမြို့နဲ့အနီးတစ်ဝိုက်ကိုပျက်စီးစေခဲ့ပါတယ်။2010ခုနှစ်တပိတ်ချင်းငနင်းမဂနီကျူ6.8နဲ့မန္တလေးမြောက်ပိုင်းရွှေဘိုခရိုင်ပြည့်ရွေ့ပေါ်မှာ လှုပ်ခဲ့ပြီးတော့အဆောက်အဦပျက်စီးမှုလူသေဆုံးမှုတွေရှိခဲ့ပါတယ်။ဒီငလျင်မတန်းတွေကသခိုင်းပြည့်၍မှငလျင်ကြီးတွေထပ်လုံနိုင်သေးတယ်ဆိုတာကိုသတိပေးနေပါတယ်။ငလျင်ဖြစ်ပေါ်ရတဲ့အကြောင်းရင်းတွေကတော့ငလျင်ဟာမြေအောက်ရှိကြောက်လွှာများရုတ်တရက်ရွေရှားမှုကြောင့်ဖြစ်ပေါ်လာပြီးကြောက်လွှာများရဲ့ဖိအားစုစည်းမှုမှစွမ်းအင် ထုတ်လွှတ်တာကမြေငလျင်လိုင်းများကို ဖန်တီးပါတယ်။ အထူးသဖြင့်ပြည့်ရွေကျော်များမှာဖီအားတွေစုပြုံလာပြီးရုတ်တရက်ပြည့်ရွေခြင်းဖြစ်စဉ်ကအ धिक အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ဂျပန်မိုးလေဝသဌာနရဲ့အဆိုအရမြန်မာနိုင်ငံမှာဒီရက်ပိုင်းအတွင်းလှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ strike slip ပြည့်ရွေကြောင့်ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ strike slip ပြည့်ရွေဆိုတာကပြည့်ရွေတစ်ခုမှာကြောက်သားလွာတွေအလျားလိုက်ရွေရှားတာကိုဆိုလိုပါတယ်။ဒီပြည့်ရွေရွေရှားတဲ့အခါမြေအောက်ကစွမ်းအင်ဟာ လိုင်းတွေအဖြစ်ထွက်လာပါတယ်။ဒီလိုင်းတွေမှာအဓိကအမျိုးအစားနှစ်ခုရှိပါတယ်။ P waves, primary waves က P R line တွေဖြစ်ပြီးမြေအောက်မှာအရင်ဆုံးတစ်စက္ကန့်ကို6 km ကနေ10 km အထိလှုပ်ပါတယ်။ဒီလိုင်းတွေကအဆောက်အအုံတွေကိုအပေါ်အောင်လှုပ်စေပြီး S waves, secondary waves ကတော့ဘေးတိုင်းလိုင်းတွေဖြစ်ပြီး B waves ထက်နေပါတယ်။တစ်စက္ကန့်ကို3 km ကနေ5 km လှုပ်ပါတယ်။ဒီလိုင်းတွေက ဘေးကျိုင်းလှုပ်ခတ်မှုဖြစ်စေပြီးအဆောက်အအုံတွေပြိုကျဖို့အဓိကအကြောင်းရင်းမှာအနက်10ကီလိုမီတာမှဖြစ်တဲ့ငလျင်ဆိုရင်ဒီလှိုင်းတွေဟာမြေပြင်ကိုရောက်ဖို့စက္ကန့်ပိုင်းသာကြာပြီးစွမ်းအင်ယုံနေဖို့အကွာအဝေးမလုံလောက်တာမို့လှုပ်ခတ်မှုပိုပြင်းထန်ပြီးအိမ်တွေပြိုကျတာမြေပြင်အပ်ကွဲတာအဆောက်အအုံများစုပြိုကျတဲ့အဆင့်အထိရောက်နိုင်ပါတယ်။ဒါကြောင့်မို့မန္တလေးသခိုင်းလူနေရာတွေမှာပျက်စီးမှုတွေပိုမိုပြင်းထန်နေတာပါ။ အလားတူပဲဂျပန်နိုင်ငံရဲ့နိုတိုကျွန်းဆွယ်ငလျင်ဟာမဂနီကျူ9.6အနက်10ကီလိုမီတာမှာဖြစ်ခဲ့ပြီးအင်ချေ8400ပျက်စီးကလူ958ဦးသေဆုံးခဲ့ပါတယ်။မြန်မာငလျင်ကမဂနီကျူ9.9ဖြစ်တာမို့အင်အားအနှဲငယ်ပိုကြီးပြီးအလားတူပျက်စီးမှုဖြစ်ခဲ့ပါတယ်။ဒီလိုငလျင်ကြီးလှုပ်ပြီးပေမဲ့လည်းနောက်ဆက်တွဲငလျင်ငယ်တွေဖြစ်ပေါ်နိုင်ပါသေးတယ် ီငနေငယ်တွေဟာမဂနီကျု9ကနေ6လောက်အင်အားရှိနိုင်ပြီးပျက်စီးပြီးသားအဆောက်အအုံတွေကိုထပ်မံပြိုကျစေနိုင်ပါတယ်။ဒါကြောင့်ဖြစ်ပွားပြီးရပိုင်းဒါမှမဟုတ်လပိုင်းအထိသတိထားဖို့လိုအပ်ပါသေးတယ်။ငနေလှုပ်ချိန်မှာဘေးကင်းစေဖို့အချက်လက်တွေအနေနဲ့နံပါတ်1ကြိုတင်ပြင်ဆင်မှုအရေးပေါ်ပစ္စည်းအိတ်ရေဓာမီဆေးဝါးစားနပ်ရိက္ခာတွေကိုပြင်ဆင်ထားရပါမယ်။နံပါတ်2 ငလျင်လှုပ်ခတ်နေစဉ်မှာအိမ်အတွင်းဘေးကင်းရာမှာခေါင်းကိုကာဝယ်ပြီးငြိမ်နေပါ။ကြတဲ့ပေါင်မိဖို့ချောင်းစားတဲ့အန်ဒီယရှိသောနေရာတွေကနေရှောင်ကျဉ်ရပါမယ်။နံပါတ်၃ငလျင်ပြီးတဲ့နောက်မှာဓာတ်ဝိပိုင်လိုင်းလျှက်စစ်မီးများကိုပိတ်ပါ။တရင်အချက်အလက်များကိုယုံကြည်စိတ်ချရသော အရင်အမြစ်ကသာရယူကြပါ။ဒီကုန်းချုပ်ပြောရရင်တော့သခိုင်းပြည့်၍ဆိုတာ မြန်မာနိုင်ငံရဲ့ရှောင်လွှဲလို့မရတဲ့ဘူမိဗေဒအမှန်တရားနဲ့အန္တရာယ်တစ်ခုပါ။ဒါကြောင့်မို့ကြိုတင်ပြင်ဆင်မှုတွေလှုပ်ထားတာကသာကျမတို့ရဲ့အသက်အိုးအိမ်စီစဉ်နဲ့တန်ဖိုးမပြတ်နိုင်တဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုကာကွယ်ဖို့အထူးရောက်ဆုံးနည်းလမ်းဖြစ်ပါလေလို့သာအကြံပြုလိုက်ပါရရှင်။